မင်္ဂလာမနက်ခင်ပါရှင်နေပြည်တော်မိုးလေဝသနဲ့ဇလာဗီတာညချောင်းမူစီဌာနမှာ2025ခုနှစ်အောက်တိုဘာလ၄ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလာဗီတာသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့မနက်6:00နာရီခွဲအချိန်တိုင်းတော်ရရှိခဲ့တဲ့အနေဆုံးပူချိန်များမှာနေပြည်တော်မှာ24ဒီဂရီဆက်စီရက်85ဒီဂရီဖာရန်ဟိုက်နဲ့ရန်ကုန်မြို့နယ်မန္တလေးမြို့တို့မှာ25ဒီဂရီဆက်စီရက်89ဒီဂရီဖာရန်ဟိုက်စီတို့ဖြစ်ကြပါတယ် ဒီကနေ့မနက်6:00နာရီခွဲအချိန်မိုးလေဝသကြိုးတို့မှဖောင်းရရှိတဲ့ပုံရကပ်ပလီပင်လယ်ပြင်မှာတိမ်တင်းတင်းမှတိမ်ထူထန်နေပြီဘင်္ဂလားပင်လယ်အော်မှာတိမ်နေငယ်မှတိမ်တင်းတင်းဖြစ်ထွန်းနေပါသည်မြန်မာနိုင်ငံပေါ်မှာကတော့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းအေရော်ရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်ရှေ့ပိုင်းတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအကောင်းရရှိပြီးအဆိုပါမိုးတိမ်တောင်များရွေ့လျာရနေရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးတိချုံခြင်းမိုးကြိုးဖြစ်ခြင်းလက်စည်းလက်ချင်းနဲ့မိုးတိကျွေးခြင်းစတဲ့မိုးလီဝတ်တာဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုရပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်တင့်တင်မှာတိမ်ထူထပ်နေရကိုတွေ့ရပါတယ်။ဒီကနေ့မနက်မြန်မာစံတော်ချိန်9:00နာရီခွဲချိန်တိုင်းထွားချက်များအရဖိလပိုင်ပင်လယ်ပြင်နောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့အောက်ောက်နဲ့အပူဝဲမုန်တိုင်းမှန်မှုဟာအနောက်အနောက်မြောက်ဘက်သို့ရွှေ့လျနိုင်ပြီးနောက်7နာရီတွင် တောင်တရုတ်ပင်လယ်ပြင်မှာတိုင်ဖုန်းမုန်တိုင်းမတ်မှုဖြင့်ပုံမှန်အားကောင်းလာနိုင်တယ်လို့ခန့်မှန်းရပါတယ်။ဘင်္ဂလားပင်လယ်ော်ချင်းတွေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ော်တို့မှာမုတ်တုံလေးအာနေငယ်မှာအာတင်တင်ရှိနေပါတယ်။မြမပင်လယ်ပြင်မှာ လိုင်းတင်တင်ရှိပါမယ်။လိုင်းမြမမြမကံရဲတလျှောက်နဲ့ကံလုံးပင်လယ်ပြင်တို့မှာ၆ပေမှာရှိပေကန်ရှိနေပါတယ်။ဒီကနေ့ညနေထိခန့်မှန်းချက်များအနေနဲ့ကတော့မကွေးတိုင်းဒေသကြီး စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကွက်ကြားကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းမန္တလေးတိုင်းဒေသကြီးရခိုင်ပြည်နယ်နဲ့ကယားပြည်နယ်တို့မှာနေရာကျကျင်းချင်းပြည်နယ်အေရော်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာနှံ့ပြားမှုထစ်ချုံရပြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ တနင်္သာရီတနင်္သာကြီးတို့မှာနေရောက်ကပြီးမူကြည့်နိုင်ပါတယ်။နေပြည်တော်နဲ့ဒီတော့အတွက်ဒီကနေ့ညနေခင်းမိုးလေဝသအခြေအနေခံမှန်းကြမှာနေရောက်ကွာကြမှုထစ်ချုံရွာပါမယ်။အမြင့်ဆုံးမူကြီးမှာ33ဒီဂရီဆက်စီရန်67ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်ဒီတော့အတွက်ဒီကနေ့ညနေခင်းမိုးလေဝသအခြေအနေခံမှန်းကြမှာလေနေရောက်ကွာကြမှုထစ်ချုံရွာပါမယ်။အမြင့်ဆုံးမူကြီးမှာ33ဒီဂရီဆက်စီရန်67ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ မန္တလေးမြို့နယ်ညတော်အိုက်တို့ဒီကနေ့ညနေခင်းမိုးလေဝသအခြေအနေခန့်မှန်းကြပါလိမ့်။နေရာကွက်ကြားမိုးထချုံရွာပါမယ်။အမြင့်ဆုံးမူချိန်မှာ34ဒီဂရီဆက်စီရဲ့63ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါသေးတယ်။နောက်နေ့ရက်ကျွဲခန့်မှန်းချက်အနေနဲ့ကတော့ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးပူလာနိုင်ပါသေးတယ်။ရှေ့ကြီးမှုအခြေအနေတည်။ဒီကနေ့မနက်မြန်မာစံတော်ချိန်6:00ခွဲချိန်တိုင်းထွာချက်အရစစ်တောင်းမြေဟာတောင်ကူးမြို့မှာစိုးရိမ်ရမတ်ထပ်တို့ တပေကျော်ကျော်လွန်နေပြီနောက်တရက်အတွင်းပေဝက်ခန့်ကြဆင်းလာနိုင်ကရင်းမျိုးရဲ့စိုးရိမ်ရင်မှတ်ထက်ဆက်လက်တည်ရှိနိုင်ပါတယ်ဒီကနေ့မနက်မြန်မာစံတော်ချိန်6နာရီခွဲချိန်တိုက်ထွားချက်အရစစ်တောင်းမြေဟာမာတောင်မြို့မှာစိုးရိမ်မှတ်ထက်သို့ပေဝက်ကျော်ကျော်လွန်နေပြီနောက်တရက်အတွင်းသုံးလက်မခန့်ကြဆင်းလာနိုင်ကရင်းမျိုးရဲ့စိုးရိမ်ရင်မှတ်ထက်ဆက်လက်တည်ရှိနိုင်ပါတယ်သူဖြစ်ပါ၍တောင်ကူမြို့နယ်နဲ့ မာတော်မျိုးအတွင်းရှိမြကန်အင်းနဲ့မြင်းနေပိုင်နေတိုင်းသူများအနေဖြင့်ရေပင်းလိုရာနေရာများသို့ရှောင်ရှားနိုင်ပါရန်တတိပေးနှုတ်ဆော်အပ်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလာပိတာသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။